ထိုင်းလုံတမဝင်ကြီးဌာနကအထောက်ထားမဲ့နိုင်ငံသားတလုံတမတွေရဲ့ထိုင်းနိုင်ငံအတွင်းနေထိုင်လုံကင်ခွင့်တက်သေးခံကပ်ပြားပန်းရောင်ကပ်လုပ်ငန်းစဉ်ကိုအော်တိုဘာလ15ရက်နေ့ကထုတ်ပေးမယ်ဆိုပြီးရုတ်တရက်ရာကြီးရက်ဆိုင်လိုက်ပါတယ်။အဲ့ဒီနေ့ကထိုင်းနိုင်ငံထဲရောက်နေတဲ့မြန်မာလုံတမ130ကျော်ကိုတရားမဝင်နေထိုင်မှုနဲ့နေဆက်ဖြတ်ကျော်ဝင်လာမှုအတွက်ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားတာဟာအခု10ရက်ကျော်တဲ့အထိဖမ်းဆီးထားတယ်လို့လုံတမရေးကူညီပေးနေသူတွေကပြောပါတယ်။ ဘတ်လို့ခေါ်တဲ့ပန်းရောင်ကပ်ထုတ်ပေးမှုရက်ဆိုင်တာနဲ့အတူထိုင်းအာဏာပိုင်တွေဘက်ကထိုင်းနိုင်ငံအတွင်းနဲ့နေဆက်တလျှောက်မှာစစ်ဆေးမှုဖမ်းဆီးတာတွေတင်းကျပ်လာနေတယ်လို့အထောက်ထားမဲ့အလုပ်သမားတွေကိုဒီဇိုင်းမမတ်ဖမ်းဆီးမှုတွေပြုလုပ်လာနေတယ်လို့သိရပါတယ်။အခုရက်ပိုင်းအတွင်းမှာတင်အထောက်ထားမဲ့မြန်မာတွေဖမ်းဆီးခံရတာ၄၀၀ကျော်တိရှိနေတယ်လို့ထိုင်းရောက်အလုပ်သမားရေးကူညီပေးနေသူတွေကပြောပါတယ်။ထောက်သားမဲ့လုံကမာတွေခုလိုပြန်ပို့ခံရရှေ့ရတယ်မှာလဲခုလိုငယ်မြီလိုက်ပေါ့နော် ်ဦးတို့ဒီကြားထဲမှာကိုကန်ရှားပူဒီနဲ့ဇက်ကတရားကျော်ပြန်ပို့တယ်မဲဆောက်ဘက်ကတရားကျော်ဦးတို့သိတဲ့အချက်လက်တော်မှာသမှုစာကွန်က130ကျော်အဲ့တော့ဦးတို့ဒီမှာစည်ရင်တိကျဟိုတည်ကြားလာတော့မှ400လောက်ဖြစ်နေပြီဗောနော်အချို့နေရာကြီးလည်းတည်ကြီးတက်နေကြအများကြီးဗောအဲ့ဒီအလုတ်သမားတွေလည်းအ ਨੇ ဆုံးတော့ဗမာပြည်လာတဲ့လမ်းစိမ်းလောက်တော့ဆုံးရှုံးသွားတာဗောနော်အာသူတို့ရဲ့အလုတ်သမားတွေရဲ့ဒါခံစားနေရတဲ့အခက်အခဲဗောအဲ့ဒီအခက်အခဲတွေကိုဦးတို့ အလုံးမိုက်လုပ်တဲ့လူတွေကဘာပြောပြနိုင်မလဲဆိုတော့ပြောဖို့တောင်ပြောစရာစကားမရှိအောင်ဥတို့ခက်ခဲတယ်ဘာလို့လဲဆိုတော့မလာနဲ့လို့ပြောလို့လည်းနိုင်ငံရေးရှင်ညာမကောင်းဘူးလာပါလို့ပြောရင်လည်းဥတို့ကဒီနိုင်ငံမှာအခက်ခဲတွေကိုဥတို့ကလည်းမကူညီနိုင်ဘူးအဲ့တော့ဘာပဲပြောပြောပေါ့သူကမားတွေအနေနဲ့ခုမကူပဲညာနဲ့စင်ကြင်ပြီးတော့မှခိုင်ခိုင်မာမာရှင်မျိုးပိတ်ဆွေအတိကျွမ်းကျင်ချိတဲ့လူတွေတော့ပဲ တကယ်ရင်းနှီးတဲ့လူတွေခေါ်မတာလာပါလို့အဲ့လားလေးအကျံပေးတင်ပါလေပေါ့လူသစ်ပတ်ရိုက်ခွင့်အစီအစဉ်ယာယီရဆိုင်တိုက်တာကြောင့်ထိုင်းရောက်ထောက်ထားမဲ့မြန်မာရွှေပြောင်းလုပ်သားတွေမှာအခက်အခဲနဲ့စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ပဲလိုက်တဲ့ချင်းတွေမှာကြတော့လေအများစုကကြတော့ကျောင်းမြန်မာပြည်မှာလက်စစ်မှုထမ်းဦးတွေကြောက်ဆိုပြီးတော့အဲဘတ်ဖွင့်ထိုင်းဘတ်လာမယ်အလုပ်လုပ်ကြမယ်ဆိုတော့အုပ်စုတွေကအများကြီးပဲအထောက်ထားမယ်နေတဲ့လူတွေဆိုဘန်ကောက်တမားတွေဆိုတော့အများကြီးရှိတယ် ိကဟိုဘတ်ဖွင့်မယ်ဆိုပြီးတော့ရုံးမှာစီးရင်တက်တဲ့နေနေမှာဘတ်ပြန်ပိတ်လိုက်ပြီဆိုတော့တရားမဝင်ဖြစ်သွားလို့ ဟိုအဖမ်းခံရတာတော့အာချက်ချင်းကြုံလိုက်ရတဲ့အခက်ခဲပေါ့အဲ့ဒါတွေဆိုရင်တချို့ဆိုရင်ပြန်ပုတ်ခံရတာတွေရှိတယ်ဒုက္ခရောက်တာတွေရှိတာပေါ့တချို့ကတော့လည်းငွေလိုက်နိုင်လို့အမှုမဖြစ်ခင်ယူရတာတွေရှိတယ်အဲဒါပေမဲ့တချို့ကျတော့လည်းအဲ့ဒီအချိန်တွေထိမရောက်ပဲနဲ့ဘတ်ရရင်လုံးလုံးမယ်ဆိုပြီးရည်ရွယ်ထားတဲ့သူတွေကျတော့လည်းအလုဆက်လုပ်ဖို့တော့ကိုယ်အခက်ခဲဖြစ်ပြီးတော့ဒီတိုင်းတောင်းတင်နေတယ်နောက်ပြီးရောမှာအကျွေးရှင်နဲ့တက်လာတဲ့လူတွေဆိုရင်ဟိုအတူတက်တာတော့ဘာလို့အဲ့လိုအခက်ခဲတွေလည်းအများကြီးရှိတာပေါ့နော် ာနောက်တစ်ခုကတော့ဒီကျွန်တော်အထင်ဆုံးတော့ဒီကြားဖြန့်ကိစ္စကိုသူတို့ထိန်းချုပ်နိုင်တယ်နေသွားလောက်ပြီဆိုရဲအချိန်လေးလောက်မှသာပေါ့နော်ဘက်ကပြန်ဖွင့်ပြီးနိုင်လောက်မယ်လို့တော့ထင်တယ်ခင်ဗျာအခုဖန်စီခံရသူတွေထဲကတချို့ကိုနေဆက်ကနေတဆင့်မြန်မာနိုင်ငံထဲပြန်ပို့နေပြီးတချို့ကိုတော့ယာယီထိန်းသိမ်းထားတယ်လို့သူကပြောပါတယ်။ထိုင်းလုံသမဝင်ကြီးဌာနကပန်းရောင်ကက်လုပ်ငန်းစဉ်ကိုအော်တိုဘာလအစောပိုင်းကစတင်ပြီးနိုဝင်ဘာလအတွင်းအဆုံးသတ်ဖို့စီစဉ်ထားခဲ့ပေမဲ့အစိုးရအတွင်းဤပညာဆိုင်ရာပြဿနာတွေနဲ့ နေဆက်လုံကြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကြောင့်ယာယီရက်ဆိုင်ထားတာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြရသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်ညနေပိုင်းတုန်းကထိုင်းနိုင်ငံစမုစခွန်ခရိုင်မဟာဆိုင်ဒေသမှာတရားမဝင်နေထိုင်နေတဲ့ဆိုပြီးမြန်မာနိုင်ငံသား130ကျော်ကိုထိုင်းလာဝကညွှန်ကြားရေးပူပေါင်းဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေထဲကတချို့မှာနိုင်ငံကူးလက်မှတ်တွေပါလာပေမဲ့ပြည်ဝင်ခွင့်ဗီဇာတော့မရှိပဲတချို့မှာတော့အထောက်ထားစာရွက်စာတမ်းလုံးဝမရှိတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ထိုင်းသတင်းနေမှာဖော်ပြထားကြရသိရပါတယ်။